ကဲအားလုံးဘုရားဘာသာဆိုတာဘာခေါ်လဲဩအစနေရပြောခဲ့တာအဆုံးနေလာမေးတော့အားနေပါတာပေါ့နော်မိမာဆိုလို့ပါဒီနေ့ပြီးရင်တရားဝဲရပြီးအဲ့တော့တရားဝဲပြီးတော့တို့တရားကိစ္စတွေပြီးရောလားဟင် တရားကိစ္စပြီးရောလားဒါပေမဲ့တရားပွဲပြီးသွားပေမဲ့တရားအထုတ်တဲ့အလုပ်ဟာဆက်ပြီးတော့လုပ်ရအောင်မယ်အဲ့တော့ဗုဒ္ဓဘာသာဆိုတာဘာခေါ်ရလဲအဲဘုရားဤအဆုံးမကိုလိုက်လာခြင်းသုံးသူကိုဘာခေါ်လဲဒါပေမဲ့ကိုကိုကိုဗုဒ္ဓဘာသာလို့ခံယူထားရင်ဘာလုပ်ရမလဲ. ဘုရားဆုံးမတိုင်လိုက်နာကျင့်ကြံနေထိုင်နိုင်အောင်မလုပ်ကြရမလဲကြိုးစားရပါလိမ့်မယ်။ကောင်းပြီ။အခုလိုတရားပူဇော်ပွဲကြီးတွေနဲ့တရားတွေဟောကြားနာကြရတာသူတော်ကောင်းတို့အတွက်ကျေးဇူးများမများတန်ဖိုးရှိမရှိအခုသစ္စာဓမ္မသဘင်ချင်းမြောက်ရေးဆိုပြီးတော့ညောင်ဦးမြို့မှာ အများစုလိုလားတဲ့သာသနာပြုပုဂ္ဂိုလ်များကစုပေါင်းပြီးတော့ဖွဲ့စည်းထားတဲ့အခုဖွဲ့ကလေးတစ်ခုသစ္စာဓမ္မသဘင်ဖြစ်မြောက်ရေးဆိုတာရှိတယ်နော်အဲတော့အဲ့လိုဖြစ်မြောက်ရေးဟာအဖွဲ့ဝင်တွေပဲတာဝန်ရှိသလားသာသနာဝင်တိုင်းတာဝန်ရှိသလားတကယ်တော့အဲမနေ့တနေ့ကမှဒီအဖွဲ့ဖွဲ့ရတယ်ဆိုရင်ဒါတော်တော်ကိုနောက်ကျနေပြီလို့ပြောရ ဘယ်လောက်နောက်ကြတော့ဆိုတော့2550ခုနှစ်လောက်နောက်ကြရှင်းသလားတကယ်တော့တရားတော်ပြန့်ပွားရေးဆိုတာသာသနာတော်ရှိတဲ့ကာလတလျှောက်လုံးမှာလိုအပ်မလိုအပ်ရှိတယ်မရှိတဲ့တရားပွဲတွေဟာတကယ်တော့ဘုဒ္ဓထေရဝါဒဘုဒ္ဓသာသနာ2500မြန်မာနိုင်ငံမှာမြို့တိုင်းမြို့တိုင်းမှာနေတိုင်းနေတိုင်းချိန်ချိန်သေးနေတဲ့ ်ရှင်းတော့ဒီဟိုမှာနေ့900ရာသာသနာထွန်း90စဉ်ကာလကညနေစောင်းတာနဲ့မြို့သူမြို့သားတွေအားလုံးဟာတရားပွဲပွားကြဘုရားရှင်ရှိစဉ်ကာလကလည်းသာဝတိပြည်ဇေတဝန်ကြောင့်သာဝတိမဆိုဇေတဝန်ကြောင့်ရာဇုရာဇကျုံမဆိုပုပ္ပါယုံကြောင့်ဝေတုဝန်ကြောင့်အစရှိဖျားလဲ့လဲ့သတင်း300ဌာနမှာလဲတရားပွဲတွေရှိနေသလို့ ဖျားမရှိလဲဇေဇဝံပုဗ္ဗာယုံမှာတရားပွဲတွေရှိတယ်အလဲကြဓမ္မကတိကတွေဟောကြတာပဲအဲ့ဒါတရား